င်ဆက်ပေးမယ့်သတင်းကတော့အနေကပြခံရမှုကြောင့်အာဆင်နဲ့ချန်ပီယံဆုမရခဲ့တာလို့နီးပြပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အာဆင်နဲ့နီးပြအာဒီတာကဒီနေ့ပေါ်လွန်ရသည်မှာအသင်းဟာပရီးမီးယားလိဂ်ချန်ပီယံဆုကိုရောက်နိုင်တဲ့အကောင်းဆုံးရှေ့ဆွဲမျိုးပိုင်ဆိုင်ခဲ့ပေမယ့်အငင်းပွားဖွယ်ရာအနေထားနဲ့ပြတ်သားခံခဲ့ရတဲ့အနေကတွေကြောင့်ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့လွဲလျှော်ခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာဒီနေ့ဘောလုံးရသည့်ပရီးမီးယားလိပြိုင်ပွဲမှာအနီကက်ငါးကက်အထိအပြတ်ခံခဲ့ရပြီး ASH အသင်းနဲ့အတူပရီးမီးယားလိအသင်းတွေထဲမှာအနီကက်အပြတ်ခံရသောအသင်းဖြစ်ခဲ့ပါတယ်။2024လေးခုနှစ်အောက်တိုဘာလတဲ့တုန်းက Brighton နဲ့ကစားခဲ့တဲ့ပွဲမှာ Declan Rice ကတဒံပေါ်ပေးထားတဲ့ဘောလုံးကိုကန်ထုတ်ခဲ့လို့အနီကက်ပြခံခဲ့ရတယ်လို့စက်တင်ဘာလအတွင်းကမန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာလည်း Trossard ကိုအချိန်ဆွဲဖို့အတွက်ဘောလုံးကန်ထုတ်တဲ့ဆိုပြီးတော့အနီကက်ပြခဲ့တာတွေက အာဆင်နယ်တင်းနာခဲ့တဲ့ဖြစ်စဉ်တွေဖြစ်တယ်လို့အာဒီတာကပြောကြားခဲ့တာပါ။အာဆင်နယ်ဟာအင်ကွေမှာဘုံမကိုနှစ်ကိုးတကိုးနဲ့ချုံနေသွားတာကြောင့်ရှန်ပီယံလိဝင်ဝင်ရဖို့အတွက်လက်ကျန်ပွဲစဉ်တွေမှာရုံးကြရမယ်နေထားကိုရောက်သွားခဲ့ရလို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းကြအောင်ပါပြပို့လာပါဗျ။